ကုခမ်းမြို့နယ်မိုင်းယူလေးပန်ကိုင်ပန်လို့အစုဟိုခိုရွာကတတနာပိုင်နေမြေတဲ့ကိုကိုကန်တက် MND ကစစ်စေးရေးခဲ့လို့ပို့ပြင်စီနေတယ်လို့ရွာခန့်ရဲ့ပြောပြချက်ရသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လတရက်ကလေးကဟိုခိုရွာရဲ့အလှခံရနေရာကိုရွာခန့်နဲ့တိုင်ပင်ဆွေးနွေးတာမရှိဘဲ MND ကဖျက်ဆီးပြီးဂိတ်ဆောင်ဖို့ပြင်ဆင်ခဲ့ပေမဲ့ရွာခန့်ရဲ့ကန့်ကွက်မှုကြောင့်အလှခံရနေရာဘေးမှာဂိတ်ကိုပြန်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးဟိုခိုရွာတာဝန်ရှိသူတို့ကရှုပ်မြေကိုခုလိုပြောပါတယ်။ ကျွန်တော်နဲ့အတိုင်းမီနာမရှိဘူးဒီတိုင်းပဲလှုပ်တာဖြစ်တယ်ကျွန်တော်ကပေးမလို့စေချင်ရာဝန်ထွက်နေရလဲဟုတ်တယ်သဒ္ဒနာနိုင်မြေလဲဟုတ်တယ်ပေါ့အဲ့ဒါကိုအနီနာမှာရှိတဲ့သူတို့လူကြီးနဲ့တို့ပြောတယ်သူတို့နဲ့မဆိုင်ဘူးတဲ့ဖြစ်စီနဲ့ပတ်သက်ပြီးအကြောင်းစုံကို ကုခိုင်ရှိ MNDA ရဲ့မြို့နယ်ရုံးထိစာပို့ထားပေမဲ့ဒီနေ့ဇွန်လ၄ရက်မနေ့ပိုင်းအထိအကြောင်းပြန်လာတာမရှိသေးဘူးလို့ဆိုပါတယ်နောက်ထပ်ရွာခန့်မျိုးသမီးတူကလည်းကျမတို့ရွာဝင်ထွက်မှာသူတို့လုပ်မယ်ဆိုရင် လက်နက်ကန်ဖြစ်နေတော့ကျမတို့ကတဲဆိုရင်ဆရာကြီးများလာမယ်လူမျိုးမတူစကားမတူတော့ပုံစိတ်ပူရယ်အထူးသဖြင့်ကျမတို့အမျိုးသမီးတွေတော့လဲအတော့လာစင်ပြေတော့အဲ့ညာမှာ MNDA ကဂိတ်ဆောက်လို့တာမပြေးခင်တက်ဆိုင်ရာတာမြစ်ပေးကြဖို့ကိုရွာခန်တွေကတောင်းဆိုနေကြပါတယ်အလားတူကုခိုင်မျိုးလွယ်ဆမ်းစစ်တောင်ခြေရှိနွားချံအင်းမှာလည်း ဤကဲမေလာနောက်ဆုံးပတ်ကစားပြီး MNDA ကစစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားတယ်လို့ဒေတာခဏရဲ့ပြောပြချက်အရပြရပါရရှင်။